ယူကရိန်းစစ်ပွဲမှာပါဝင်တိုက်ခိုက်ဖို့ရုရှားအတွက်စစ်ကူတပ်တွေဆေးလွတ်ပေးခဲ့ကြောင်းမြောက်ကိုရီးယားကပထမဆုံးအကြိမ်အတည်ပြုခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကတည်းကရုရှားဘက်ကနေမြောက်ကိုရီးယားစစ်သားတွေပါဝင်ကူညီပြီးယူကရိန်းတပ်တွေကိုတိုက်ခိုက်နေကြောင်းယူကရိန်းနဲ့အနောက်နိုင်ငံထောက်လှမ်းရေးအဖွဲ့တွေကအခိုင်အမာဆက်ဆွဲခဲ့ပေမဲ့မြောက်ကိုရီးယားကတော့ဘာတုံ့ပြန်မှုမှမရှိဘဲတောက်လျှောက်နှုတ်ဆက်နေကြတာဖြစ်ပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့သတင်းပတ်ကောင်ကမြောက်ကိုရီးယားအစိုးရပိုင်း KCNA သတင်းဌာနရဲ့သတင်းတပုတ်ထဲမှာ မြောက်ကိုရီးယားဟာရုရှားရဲ့ gas ဒေတာလွတ်မြောက်ရေးအတွက်အကူအညီပေးဖို့တပ်ဖွဲ့ဝင်တွေဆင်းလွတ်ထားတယ်လို့ဖော်ပြလာခဲ့တာပါ gas ဟာရုရှားနိုင်ငံအနောက်ဘက်ဆုံးပြည်နယ်တစ်ခုဖြစ်ပါတယ်ရုရှားရဲ့ကျူးကျော်စစ်ကိုတံပြန်တဲ့အစီအမံအနေနဲ့အဲ့ဒီဒေတာတွေကိုယူကရိန်းကတပ်တွေဆင်းလွတ်ထားခဲ့တာဖြစ်ပါတယ်မြောက်ကိုရီးယားတပ်တွေဟာယူကရိန်းပိုင်နက်ထဲဝင်ရောက်မလာပဲ gas မှာရှိတဲ့ယူကရိန်းတပ်တွေကိုသာတိုက်ခိုက်နေတာလို့ယူကရိန်းဘက်ကလည်းအတည်ပြုထားပါတယ် ကောက်စ်ဒေတာကစစ်စင်ရေးတွေမှာပါဝင်တိုက်ခိုက်ဖို့အတွက်မြောက်ကိုရီးယားတပ်တွေကိုနိုင်ငံကောင်းဆောင်ကြီးကင်ဂျုံအုံးကိုယ်တိုင်ဓာတ်ရိုက်အမိန့်ပေးဆေးလွတ်ခဲ့တာလို့ KCNA ကဆိုပါတယ်။ဒါဟာရုရှားစစ်ဦးစီးအရာရှိချုပ်ကရုရှားရဲ့တံပြန်ထိုးစစ်မှာပါဝင်ကူညီနေတဲ့မြောက်ကိုရီးယားတပ်တွေရဲ့ရဲရင်ပြောင်ပြောင်းမှုကိုလူသိရှင်ကြားချီးကျူးခဲ့တဲ့နောက်အခုသတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။